အာဘူဒါဘီဘာအခါဆာဟိုတယ်မှာပေါ့နော်အဲအခုညီမရောက်ရောက်ချင်းဒီနေ့ကနလပြည့်တဲ့နေ့ပေါ့ February 27ရက်နေ့မှာစဝင်နေပေါ့နော်အတွေ့အကြုံတွေကတော့အများကြီးရတယ်ပေါ့ပြီးရင်ဘာသာစကားတွေလည်းအခက်ခဲတော့ရှိတယ်ဒါပေမဲ့အခုနလဆိုတော့ဖြည်းဖြည်းချင်းတော့နားလည်လာပြီဒီနိုင်ငံမှာအရန်လုံခြုံနေပေါ့နော်အဲ့လိုအပြင်းဒီပါကြီးထွက်တဲ့ခါကျရင်ဘယ်သူမှတောက်ဆရာမလိုပဲနဲ့ထွက်ရတဲ့ အချက်လက်လေးကိုလည်းအရင်ကြိုက်တယ်ပြီးရင်ဒီဝါရလာရအရင်လွေပူတာလေးတွေကိုကြိုက်တယ်အမ်ပြီးတော့လူမျိုးပေါင်းစုံနဲ့အဲ့လိုမျိုးပြောဆိုဆက်ဆံရတယ်တကယ်ချင်းတွေဖြစ်ရတယ်အဲ့ဒါတွေကိုအရင်ကြိုက်တယ်ပေါ့အခုညီမဒီ Arabic လူမျိုးတွေရဲ့စကားကိုသဘောကျတယ်ပေါ့နော်သူတို့ရဲ့စကားကိုအဲ့လိုလိလာဖြစ်မယ်လိလာချင်တယ်ပေါ့အလောက်ကနေတင်ပြလိုက်တာကကြတော့ဘာတွေတင်ပြလဲဆိုရင်နံပါတ်1ဘာသာစကားကိုအရင် ပြောတတ်လာရေပေါ့နော်ရောက်ခါစားဆိုရင်ဘာမှနာမလဲသူတို့ပြောတဲ့ဟာတွေကိုကိုကိုပြောနိုင်မယ်လို့ထင်ထားတယ်ဒါပေမဲ့ရောက်လာတော့မပြောနိုင်ဘူးရောက်ခါစားတပတ်ဆယ်ရက်လောက်ကအရန်ခက်ခဲခဲ့ရေပေါ့နော်ညီမတို့အတိကသူတို့အလောက်ကနေတင်ပေးတာဘာသာစကားကိုအခုနလအတွင်းမှာပြန်ပြောပြောလို့ပြောရတယ်သူတို့ ਨੇ ကောင်းကောင်းလေးပြောရင်းပြောတတ်လာပြီပြောရဲလာပြီပြီးတော့ဒီ future career တဲ့အရန်အတုံးဝင်လာကဘာသာစကား တူတက်လာတာဒီမှာတော့အရင်အကျိုးရှိရေပေါ့နော်ပြီးလို့ရှင်ဒီ guest တွေအမျိုးမျိုးနဲ့စကားပြောရတာတွေဆက်ဆံပြောဆိုဆက်ဆံရတာတွေဒီ customer နဲ့ service ပေးရတာတွေက future career တက်အရင်ကမှအထောက်အကူဖြစ်မဲ့ဟာတွေပါပဲအလုံးဒီပါကအကုံအကောင်းကြီးပဲပေါ့ဒီလိုရွေးချယ်ဖြစ်တာကကြတော့လေဒီအတ္တိကကတော့ career တခုကိုရှာဖို့အတွက်အရင်စဉ်းစားရပါတော့နော်လေမယ်ဖြစ်ချင်တဲ့စိတ်အဲ့လို ပြန်ဖြစ်လာတဲ့ခါမှာចောင်းကိုပေါ့ចောင်းရဲ့ page လေးကိုတွေးတယ် TikTok ကနေဆက်တွေးရပါဘောเนาะចောင်းចောင်းရဲ့ဟာကိုတွေးတယ်ပြီးတော့ Kevin Crew Career Preparation နဲ့ English for Kevin Crew လေးဆက်တက်တယ်ပြီးတော့ April မှာအဲဒီ hospitality အတန်းလေးကိုဆက်တက်ဖြစ်တယ်ပေါ့အဲလေးတွေပေါ့တက်ဖို့ပြင်ဆင်နေတဲ့သူတွေအတွက်တို့လည်းအရင်ရင်ခုနေကြမှာပဲပေါ့ညီမလည်းကျောင်းကိုဆက်တက်ဖို့ပြင်ဆင်တော့အရင်ကမှရင်ခုန်တယ်ပေါ့နော်အချိန်ခဏလေးအတွင်းမှာ အဲပညာပေါ့ဒီလင်းရောင်မင်းနဲ့ပတ်သက်တာတွေ hospitality hotel industry နဲ့ပတ်သက်တာတွေအကုန်လုံးကိုအဲအရမ်းမကြပါမယ်ပေါ့နော်ကောင်းကောင်းလေးအဲတင်ယူရရှိခဲ့တယ်ပြီးတော့ဒီဒီ batch တစ်ခုထဲမှာတက်လိုက်ပြီဆိုတာ ਨੇ ပေါ့ဒီဥပမာညီမတို့တက်တော့ဆိုအယောက်30ရှိရပေါ့နော် hospitality မှာဆိုလို့ရှိရင်အဲ့ခါဆိုအယောက်30လုံးကဒီ career တစ်ခုထဲကိုသွားဖို့အတွက်ပြင်ဆင်နေတဲ့သူတွေကြီးပဲဆိုတော့အရန်ဟိုမှာ အဲသူတို့တွေနဲ့အတူတူစူးစမ်းရတာကပုံပြီးမှအားဖြစ်စေတယ်တွန်းအားဖြစ်စေတယ်ပေါ့အော် तू ကဒီလိုဖြစ်နေပြီလို့မျိုးပေါ့တယောက်နဲ့တယောက်ပြန်ပြီးမှအင်တာဗျူးအောင်သွားတဲ့ senior တွေတငယ်ချင်းတွေကလည်းပြန်ပြီးမှလမ်းပြရတယ်အတန်ပေးတယ်အဲ့ဒါတွေကကျတော့ကြောင်းတက်လိုက်ခြင်းအပြင်ရလာတဲ့အကျိုးကျေးဇူးတွေပေါ့နော်အဲ့လိုမျိုးဆိုတော့အရင်လဲအခုကြောင်းတက်ဖို့ပြင်ဆင်နေတဲ့ junior လေးတွေလည်းအရင်စိတ်လှုပ်ရှားနေမှာပေါ့ကျောင်းကအရင်ပြည့်စရာကောင်းပါတယ်လာတတ်ပါ ညာအဲ့တော့ fighting လို့ပြောနေပညာလေးရနေပြီးရနိုင်ပါမယ်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ကုလီယံ